စီအစဉ်လေးမဆိုင်ခင် Nova တို့ရဲ့ channel လေးကို like and share လုပ်ဖို့မမေ့နဲ့နော်။အားလုံးပဲမင်္ဂလာပါရှင်။ဒီတစ်ပတ်ရဲ့ Crypto Town with Nova ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ຫນွေပါ။ကျမကတော့ Kitty ပါ။မမကတည်းက crypto ဝန်လုံးတိုင်းပြုတ်နေကြတဲ့ private key ပါ click key ဆိုတာတိတိကျကျဖာကိုပြောတာလေဘလို့အလုံးလုံးလေးဆိုတာကိုအခုထိနားမလည်သေးတဲ့အတွေ့အကြုံတွေအတိပညာအတိလူချင်းတဲ့လူငယ်တွေကိုအချိန်ကစပြီးရရှင်းပြပေးဖို့ဘယ်ကနေစပြောတယ်လဲကဲဒါဆိုမမပြောတာနားထောင်နော် ပပရီကီနဲ့ပပရီကီဆိုတာခွေတိုပပီနည်းပညာကိုအခြေပြုပြီးခွေတိုဝေါ်လက် blockchain transaction digital security မှာအသုံးပြုတဲ့ key pair တွေခေါ်တဲ့အခေါ်ပေါ့နောက်နဲ့လေအောင်ပြောရရင်ပပရီကီဆိုတာကတော့ကိုဟာဒီဂေါ်လရဲ့ owner ဖြစ်ကြောင်းအတည်ပြုရဲ့ key တစ်ခုအဝင်းနဲ့သူရဲ့ code တစ်ခုလို့လည်းပြောလို့ရတယ်ပပရီကီကတော့ email address တစ်ခုလိုမျိုးပဲလူတိုင်းသိနိုင်ပြီး transaction နဲ့ recipe ကိုခွေတိုလို့လုံဆောင်မှာအဓိကလိုအပ်တဲ့ key တစ်ခုပေါ့တကယ်တော့ဒီနှစ်ခုက mathematical link ဖြစ်နေတဲ့ key pair တွေကိုလည်းမမှားဘူးပေါ့ ဒါပေမဲ့ marketing ဒိုဘာရုရဲ့တကယ်ချင်းတွေထဲမှာ keypad ဆိုရဲစလလုံးမကြောက်မှုတည်တဲ့လူတွေရှိနေတယ်။အဲ့ဒီ keypad ဆိုတာဘာလဲ။ပြီးတော့ private key နဲ့ public key ကိုဘယ်လိုနည်းနဲ့စတင်ဖြန့်တီးရဲဆိုတာဘူးတုဒအနေနဲ့ပြပြပြပါအောင်လို့မှာ။ဟုတ်ပါပြီနွေ။ private key နဲ့ public key ဆိုတာ crypto wallet တစ်ခုရဲ့အသင်းထုံးလိုပဲ။ keypad ဆိုတော့ဖြန့်တီးတဲ့အခါ private key က lab runner နာမတစ်ခုအနေနဲ့အရင်ဆုံးပေါ်လာတာကော။ ပြီးမှအဲ့ဒီ private key ကို electrical cryptography လိုမျိုးရှုပ်ထွေးတဲ့သင်္ချာဖော်မြူလာတွေတွက်ချက်ပြီးတော့ public key ကို wireless cryptography နဲ့ထုတ်ယူတာ public key ကြတော့ data တွေ encryption လုပ်ပြီးတာဖြစ်ပြီးတော့ private key ကကြတော့ data တွေကို decryption လုပ်ပြီးတာမျိုးဖြစ်လာနေမှာလေအော်အဲ့အကြောင်းမလို့ not your key not your guy ဆိုတဲ့စကားပုံပေါ်ပေါ်လာတာဖြစ်မဲ့တော့မမ crypto asset security နဲ့ပတ်သက်လာရင် public key တွေကရောဘယ်လိုမျိုးအခက်အခဲနာကနေပေါ်ဝင်တာလဲ အင်း public key ကကြတော့ cryptocurrency တွေကိုပြို့လက်ခံလို့ရမယ် wallet address နဲ့စိတ်ပိုင်းတစ်ခုအနေနဲ့လုံဆောင်ပေးရဲကိုက crypto fund ကိုလက်ခံတော့မယ်ဆိုရင်ကိုယ့်ရဲ့ wallet address ကိုပြို့မဲ့တကူပေးရတယ် wallet address ဆိုတာကတော့ public key ကို hard packet တစ်ခုအနေနဲ့ပြောင်းလဲပြီးမှထွက်လာမျိုးလေးဒါကြောင့်ကိုယ့်ရဲ့ public key ကိုတခြားသူကြည့်တာကအနေရောမများဘူးဘာကြောင့်လဲဆိုတော့ public key ကိုသိရင် transaction verification ကိုသာလုပ်နိုင်ပြီးတော့ ကို wallet တွေက asset တွေကိုမထိထွက်နိုင်ဘူးလေဒါဆိုရင် private key ကကြတော့ဘယ်လိုမျိုးလဲမမ public key နဲ့ပါကွာလေ private key ကလည်း crypto လောကမှာအရေးကြီးဆုံးပဲသူက bank ရဲ့ pin number သက်ပို့တဲ့ message number တွေနဲ့တိစောက်ထားတော့ဘယ်သူမှခံမနိုင်မှာမဟုတ်ဘူးတကယ်လို့ wallet တစ်ခုရဲ့ private key ကိုသိထားသူတူကအဲ့ဒီ wallet တွေက cryptocurrency digital asset smart contract စတဲ့ blockchain ပေါ်ကအရာတွေကိုထိထွက်နိုင်တယ်ကွာ blockchain ပေါ်မှာ transaction တစ်ခုလုပ်မယ်ဆိုရင် ဘက်ဘီကီကိုအသုံးပြုပြီးတော့ digitally sign လုပ်ရတယ်။ဒါကြောင့်ဘက်ဘီကီတွေကိုဘယ်သူမှမပြဘဲဘဏ်အနေနဲ့တခြားသိမ်းထားဖို့လိုတာပေါ့။ဒါဆိုရင်ညီမကြီးတို့ရဲ့ access တွေလုံခြုံစိတ်ချရဖို့ဆိုရင် public key ထဲ private key ကပိုရေးကြီးတာပေါ့။ဒါပေါ်ညီမလေးရဲ့ဘက်ဘီကီဆိုတာကိုယ်ပိုင်ဆိုင်မှုရဲ့အရာအလုံးလိုပါပဲ။ public key ကကိုယ့်ရဲ့ wallet address ဖြစ်ပေမဲ့အဲ့ဒီလိမ့်စာတွေက access တွေကိုတကယ်ထုတ်သွင်းနိုင်တာတကယ်ရှိပြောင်းနိုင်တာက private key တစ်ခုရဲ့နေပါ။ ဒါကြောင့် PPT ကိုထင်းသိမ်းနိုင်မှသာကိုယ့်ရဲ့ crypto တွေကိုကိုပိုင်ဆိုင်လာလို့ပြောရမှာပဲလေ။စောက်တဲ့တရားရေးမှတ်ထားတာမျိုးဒါမှမဟုတ် hardware wallet နဲ့ Dojo စေးကြရတဲ့ Power Manager တွေပါတရားမှတ်ထားဖို့အရေးကြီးပါတယ်။ PPT ပြောက်သွားရင်တော့ wallet ထဲမှာရှိတဲ့ cryptocurrency တွေကိုပြန်ပြနိုင်တော့ဘူးနော်။အစိုးအနည်းဆုံးအနေနဲ့ပြောရရင် private key ကိုကိုယ်ပိုင် bank account ရဲ့ pin တမောမဟုတ် password လို့သဘောထားပြီး public key address ကိုတော့ bank account number လို့တပေါ်မျိုးပတ်သားနိုင်တာပေါ့နော်မမဟုတ်တော့ညီမလေးရဲ့အခြေခံကိုနားလည်သွားရင် crypto လောကရဲ့လုံခြုံရေးစနစ်ကိုပိုပြီးသတိထားမိပြီးစိတ်ချလိုက်စသုံးလို့ရတာပေါ့ဒီတစ်ပတ်ရဲ့ post ကလေးကတော့ဒီလောက်ပါပဲ novaro ရဲ့တင်ငင်းချင်းတွေလည်းဖြည့်ဆွက်ပြီးပြောချင်တာလေးတွေရှိရင်လည်း comment မှာရှင်းပေးခဲ့ကြပါအောင်နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်